ီတချင်းကိုပေးလာထောင်လိုက်သူ့ဘန်သူသူ့ဘာမှတော့မပြောနဲ့သူ့ဘန်သူမြင်လာတဲ့ခါလေးပဲကျွန်တော်လိုချင်တယ်လို့ပြောလိုက်တာပေါ့နော်ဘယ်ရောက်နေလဲအတွေ့တွေလဲဒီဘဝမှာမင်းနဲ့တော့တွေပတ်သက်မှုတွေဆက်လို့ချင်တယ်လေဘာတွေ့တွေလဲဒီတချင်းလေးကရေးထားတာတော့ကြာပြီဗျစနစ်ကျော်လောက်ပြီစနစ်ကျော်လောက်ပြီ ား12နှစ်လောက်ပေါ့နော်အဲ့လောက်တော့ရှိပြီပေါ့စနစ်တော်ဝင်ကျင်တော့ရှိပြီ2015အာ2015တော့မဟုတ်ဘူးငိုးသားတဲ့ထွက်တော့ဆိုတော့ငိုးသားတဲ့ထွက်ပြီးတိတ်မကြခင်ရေးတာဆိုတော့ကြာပြီဗျစေစုနှစ်တော့တခုတော့ကြော်ဖြတ်ပြီးသွားပြီဒီတချင်းလေးကအာကျွန်တော်မဆိုခင်ဒါတခြားလူဆိုဖို့ဆိုပြီးတော့အဲပြပြတဲ့ချင်းလေးတွေမှာချင်းလေးပါပါတယ် မဲ့အဲ့လိုဟိုလူစီရောက်လိုက်ဒီလူစီရောက်လိုက်တယ်နောက်ဆုံးဒီကျွန်တော်စီပြန်ရောက်လာတာပေါ့နော်ဒီသချင်းလေးကအဲအဲ့လိုလဲကျွန်တော်ဆိုပြစ်သွားတာဒီသချင်းလေးကကိုထွေးနဲ့အစာကိုထွေးအစာလေးကစားပေါ့ဗျာကျွန်တော်သချင်းလေးရေးကြတယ်ဆိုတော့ကိုထွေးအစာလေးကစားကိုဆွတ်ထုတ်ပြီးတော့မှဖြန့်ချက်ပြီးတော့စိတ်ကူးရင်ရတယ်ပေါ့အဲဒီသချင်းလေးကအဲ့လိုမျိုးပေါ့ကိုထွေးအစာလေးတစားကလေစိတ်ကူးရင်ဖြန့်ချက်ပြီးတော့ ရေးထားလေပါဒီဒီထဲမှာအကုန်ရိုးတွေရိုးတွေပဲကျွန်တော်တို့ကဘဝတွေဌာနတဲ့ပြည့်စုံတွေအယူခဲ့ရတယ်အော်မေကွန်တပ်ပြီနော်အမှန်ကအဲ့ဒါကျွန်တော်တို့ကရင်တော့တချင်းတွေပါနားထောင်ပြီးဆိုရင်အဲကျွန်တော် တချင်းတွေကျွန်တော်ကြိုက်ရင်ချင်းတွေဥမာဥညိထုတ်ချင်းတို့ဂလီဘူးချင်းတို့အောင်နားတော်ပြီးတော့ကျွန်တော်မျက်လုံးထဲမှာမျက်လုံးထဲမှာအဲ့လိုစိတ်ကူးရင်တာလေအဲ့ဒီအဲ့ဒီဟာအဲ့ဒီအခြေခံလေးဖြစ်လိမ့်မယ်ဥမာတချင်းတစ်ပုဒ်ကျွန်တော်ကြိုက်တယ်ရင်မတိဝါအဲ့လိုနားတော်ကျွန်တော်ငကြက်တွေပိုင်းနားတော်အိမ်မှာကက်ဆက်ကြီးဖွင့်ပြီးနားတော်ဘယ်မှာလဲလက်ဖက်ဆိုင်မှာနားတော်နားတော်ဘမနားတော်နားတော်အဲ့တချင်းနားထောင်နေနားထောင်နေမှာစိတ်ကူးတဲ့မှာတမျိုးပြီးတမျိုးထင်လာတယ်ပုံရိပ်တွေမြင်လာတယ်အဲ့အဲ့လိုပဲဒီဟာလေးစရည်တုန်းကလည်းအဲ့အဲ့အဲ့ဟာလေးအဲ့ဒီအဲ့ဒီ mood လေးရတော့ကိုယ်တိုင်တော့စက်ကူလေးပါရတော့မခောက်ဘူးပါဘူး ။ဒီစရာအိမ်မရတဲ့တတော်စက်ကူပြူလေးတစ်ခါခါလေငယ်လေးတွင်လောက်ပြီးတကစားခဲ့ဘူးတဲ့။အဲအဲ့လိုပေါ့သူများလည်းဆိုဘူးပါလေအလင်းမသိလို့ဖြစ်မှာပါသူတို့ဆိုလည်းသူတို့ပုံစံနဲ့သူတို့တော့အဲဖြစ်မှာပါဒါကတော့ဘယ်လိုပြောမလဲဆိုတော့နားခံစားသူရဲ့ဟိုပေါ့နော်ခံစားခံစားရတဲ့သူရဲ့ဝေဘယ်လိုပြောမလဲ အဲ့အဲ့တုံးသက်ချက်ကြတော့ခံစားတဲ့သူရဲ့သူ့ရဲ့အထင်အမြင်ယူဆချက်လိုပဲမြန်မာအားလုံးကတမျိုးစီတော့ကောင်းပါတယ်ကျွန်တော်နဲ့ကကိုယ့်ရဲ့ရင်သွေးလေးဖြစ်တဲ့တော့ကိုယ့်ရင်သွေးဖြစ်တဲ့တော့ကိုယ့်သွေးသားဖြစ်တဲ့တော့ကိုနဲ့ပူအဆက်သွားရလို့ဘာလို့တော့မြင်မိပါလဲအာအဲ့ဒီကာဘာအက်ကတော့တကယ်ကျွန်တော်ဒီလားဒီရနေပြီးတော့ကျွန်တော်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒါတော့ကိုဆိုင်လေးရဲ့မျိုးဆက်လေးပေါ့နော်ကိုဆိုင်လေးရဲ့မျိုးဆက်ကိုဆိုင်လေးရဲ့သမီးလေးကကျွန်တော်ဟိုဒါမြေတားလက်ဆောင်အနေနဲ့အဲသူတို့ ဘယ်လိုပြောမလဲကွန်ပျူတာနဲ့ပေါ့သူတို့ရဲ့ digital အဲ့ digital လေးဆွဲပြီးတာပေါ့နော်သူဒီအကြောင်းအရာလေးကကျတော့အဲဒီစကူလေးလေးလေးပုံပဲသူကိုဆိုင်လေးကိုကျွန်တော်ကစပြီးတော့အခုဟိုဟာအခုညတောင်းတော့ပေါ့နော်ကိုဆိုင်ကျွန်တော်ဒီအရာလေးထုတ်ဖို့ရှိတယ်ကာဘာလေးကျွန်တော်လုံးအောင်ပါရဆိုတော့ကိုဆိုင်ညာကြီးဒါတော့ငါဒီဇိုင်းနဲ့ဘာညာနဲ့အဲသူလုံနေကြပုံစံအတိုင်းမလုံချင်ဘူးသူသမီးလေးကိုငါတို့သူသမီးလေးကိုဆွဲခိုင်းမယ်သူသမီးကလည်း music ဝါသနာပါတယ်မျူးဇစ်ကိုသူသမီးလေးလည်းမိုက်တယ်နော်အဲသူအဲ့ဒါနဲ့ ကျွန်တော်ကိုအဲ့ဒါလေအဲ့ဒါလေဘိုက်ဘာနဲ့ကိုဆိုင်ပေါ့ဟမိုက်တယ်မိုက်တယ်လေးကိုဆိုင်ဒါကျွန်တော်တို့ဒီဒါကျွန်တော်တို့အခုနောက်ပိုင်း update ဖြစ်တယ်ဒါဒီလိုလူငယ်နဲ့ကျွန်တော်တို့ပေါင်းဆက်ပြီးတော့ဒီလိုဖန်တီးရတယ်ကျွန်တော်တို့ခုံယူတယ်ဆိုဒါလေးကတကယ်အမှတ်တရပါဒီနေ့ကလေသမီးလေးကိုလည်းကျေးဇူးတင်ပါတယ်ကိုဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်ဒီတချင်းနဲ့ပတ်သက်ပြီးတော့ပါဝင်ပတ်သက်တိခတ်ပေးကြတဲ့ player ညီကိုတွေရအစသူတို့စိတ်ကိုတကယ်နှစ်ပြီးစီးမျောပြီးတော့တကယ်ဟိုအဲကျွန်တော်ကိုအင်းခံစားပြီးပုံဖော်ပေးကြတဲ့အတွက်ဒီနေ့ကလေကျေးဇူးတင်ကြောင်းပြောချင်ပါတယ် တီးတာတော့အောင်အောင်ပေါ့နော်ဂီတာအောင်တီးတယ်ဘေ့စ်ကကုဆိုင်တီးတယ် KV ကကြာတော့ပီယနိုကြာတော့ဟိုဟာရဲကြော်တီးတယ်ဒွမ်ကကြာတော့တန့်စီမှုတီးပါတယ်သူတို့လည်းတကယ်ဒီပေါ်မှာအကုန်လုံး၄ယောက်ပေါင်းပြီးတော့ပေါ့နော်အဘယ်နာလေးမှာတော့ဘလိုလုပ်ကြမယ်ဘမတော့ဘလိုလုပ်ကြမယ်ဆိုအကုန်လုံးက၄ယောက်လုံးရဲ့ idea တွေ၄ယောက်လုံးရဲ့ခံစားမှုတွေဒီထဲမှာပါပါတယ်တချင်းတစ်ပုတ် တကယ်ထွက်လာတဲ့အခါကျတော့လေဒီ၄ရောက်လုံးရဲ့ဖန်တီးမှုတွေကိုကျွန်တော်ဖန်ကျွန်တော်ရဲ့ရေးရေးတာရောဆိုတာရောဗောနော်အဲ့တော့ပြီးတော့နောက်ဆုံးကွန်မစ်ဆိုမစ်စင်မာစတာဆွဲတာအစားဗောနော်ချင်းတပုတ်ဆိုတာကတော့ဟိုတယောက်ကောင်းတူးကောင်းတော့မရပါဘူးအကုန်လုံးကနောက်ဆုံးများခံစားပြီးခံစားတက်ဝင်တဲ့သူတွေကအစားအဲသူတို့ရဲ့ feeling လေးတွေအဲ့လိုအဲ့လိုအဲ့လိုတွေဖြစ်ပြီးတော့မှချင်းတပုတ်ဆိုတာကတော့ဟိုဖြစ်ဖို့ဖြစ်လာတယ်လို့ထင်ပါတယ်ဘယ်ရောက်နေလဲအတွက် ွမ်းသာပါတယ်တကယ်ရင်ဘတ်ချင်းတူဖို့ဆိုတာလည်းမလွယ်ဘူးလေနော်ရင်ဘတ်ချင်းတူရတူဖို့ဆိုတာလည်းမလွယ်တဲ့အတွက်ဒီလိုရင်ဘတ်ချင်းတူပေးတဲ့ကျွန်တော်မိတ်ဆွေညီကိုတွေကျွန်တော်လက်ချိုးပြီးရေတွက်လို့ရတဲ့ကျွန်တော်ရတကယ်ကိုကျွန်တော်သချင်းဆိုလိုက်တိုင်းမှာလည်းချိုးပြီးရေတွက်လို့ရတယ်ကျွန်တော်မိတ်ဆွေပါတနာအပေါင်းအသင်းတွေအားလုံးကကျွန်တော်နဲ့ရင်ဘတ်ချင်းတူပေးတဲ့အတွက်တို့ကိုဒီနေ့ကနေကျွန်တော်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အဲရှိတာပေါ့ကျွန်တော်ဒီဟာကကျွန်တော်တို့အတွက်ကခွန်အားပဲလေကိုယ့်ရဲ့ အလုံဆောင်မှုတစ်ခုကိုအတိမတ်ပြုခြင်းဟာကိုရှေ့ဆက်ဖို့အတွက်ကိုတို့အများကြီးခွန်အားဖြစ်စေပါတယ်အဲ့ဒီတော့လည်းကျွန်တော်ကျေးဇူးတကယ်အထူးတင်ရှိပါတယ်အဲကျွန်တော်ဒါဒါပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်အဲ့လိုမျိုးလှုပ်ထားလေးတွေရှိတယ်ပေါ့နော်နောက်ထပ်လှုပ်ထားလေးအဲ့လိုတပုတ်ချင်းဖြစ်ဖြစ်အဲသုံးပုတ်လောက်ဖြစ်ဖြစ်လေးပုတ်လောက်ဖြစ်ဖြစ်တော့ကျွန်တော်အဲဆက်ပြီးတော့လှုပ်သွားပါအောင်မယ်အဲ့ကြလို့ရှိရင်လည်းရေပတ်ချင်းတူပြီးတော့ခံစားပြေးကြပါအောင်လို့ဒီကနေ့ပြောချင်ပါတယ်အားလုံးပဲကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ကြပါလိမ့်ဗျာ